Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီเนาะဆိုတော့အခုလီယိုတို့အောက်တိုဘာလရဲ့နောက်ဆုံးရက်သက်တပတ် last week ကိုရောက်ပြီပေါ့เนาะဆိုတော့တုံးစံတိုင်းပေါ့เนาะလီယို YouTube channel နဲ့ Facebook page ကနေအလီယိုတင်ဆက်ပေးနေကြ Deep Zodiac Energy Reading ပေါ့เนาะရာသီဘဝတပတ်တာသတင်းစကား reading တင်ဆက်ပေးမယ်လို့စိတ်ကူးပါတယ်ဆိုတော့ October last week ဆိုတော့လီယိုတို့ October လ25ရက်နေ့ကနေ31ရက်နေ့အထိပေါ့เนาะလကုန်ရက်အထိအကျုံးဝင်မှာဖြစ်တယ် so ရာသီပွားတစ်ခုချင်းစီလိုက်လီကိုဖတ်ပြီးသွားမယ် Aries to Pisces အော်မိမိရဲ့ Sun sign Moon sign Rising sign နဲ့လိုက်ပြီးတော့အဲ message လေးတွေကိုဖြန့်ကျက်ပြီးတော့နားထောင်လို့ရတယ်ဒါအပတ်တိုင်းနားဆင်နေကြ subscriber စီဆိုလို့ရှိရင်တော့မစိမ်းတော့ဘူးပေါ့နော်လီကိုဒါအကျယ်တပွင့်မရှင်းပြတော့ဘူး Okay အဲ့တော့ Leo တို့ reading လေးကိုပဲတွားလိုက်မယ်เนาะအဲ့တော့ last week အတွက် message ပေါ့အဲ့တော့ first of all let's start with Aries Hello, Samuel Rising at John Women Bono. Every single message. So, what's gonna be a week? Last week. Sorry. Sorry. Very fluffy. <laughs> Got the shuffle. A little Very fluffy today. you so much. One more cup, please. Mm. အရေးစီအတွက်ကကြတော့ဘာသာတွေ့ရလေဆိုရခါကြတော့ကိုယ့်ရဲ့စိတ်ထဲမှာမတိမတားလေးပေါ့နော်ကိုယ့်ကိုနှစ်သိမ့်ပေးမဲ့သူမျိုးကိုယ့်ကိုကူညီပေးမဲ့သူကိုယ့်ကို emotional comfort ပေးမဲ့သူမျိုးကိုလိုချင်နေရလိုအပ်နေရမျိုးလေးတွေတွေ့ရတယ် အာအလောက်ကိုင်းတို့ဘာလို့ငွေကြေးမှအဆင်ပြေနေတော်냐လဲချေးချီရာကိစ္စမှကြတော့နည်းနည်းလေးလိုပါမပြေတာမျိုးတို့နော်ကိုနဲ့ကိုရဲ့စိတ်ခံစားချက်တီကိုအဲနားလဲပြီးကိုရဲ့စိတ်ခံစားချက်တီကိုဖလှယ်ပြီး exchange လုပ်ပြီးလို့ရမယ်เออ soul partner မျိုးကိုလိုချင်နေသလားမသိအဲ့ဒီစိတ်တွေကတော့ဒီ last week မှာတပွားပွားပေါ်နေမယ် Aries ဒီအလုတ်ကအစီပြင်းနေတယ်ပညာရေးကံအကောင့်တွေအောင်တွေးရတယ်ဒီတပတ်တာကာလအတွင်းမှာ နော် mentoring ပေါ့နော်ဆရာကံကောင်းနေရတွေ့ရတယ်ကို့အပေါ်မှာ guidance လုပ်ပေးမယ်ဆရာကောင်းတမားကောင်းနေတွေ့ရတတ်တယ်ပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့နေရာအရွှေ့ပြောင်းတို့တချို့ကြလည်းခီးသွားတာမျိုးတွေဖြစ်ရတဲ့တခုတော့ရှိတယ်တဲ့ Aries ဒီတပတ်တာကာလအတွင်းမှာအလုံးတော့လုတ်တယ်ဒါပေမဲ့ စိတ်နဲ့ကိုယ်နဲ့မကတ်တာမျိုးတွေစိတ်ထဲမှာမပျော်တာမျိုးတွေလက်ရှိနေရာဒေသအနေထွက်ခွာခြင်းစိတ်တွေတပွားပွားပေါ်နေတာမျိုးတွေဖြစ်တတ်တယ်တဲ့နော်ဆိုတော့အစင်တော့ပြည်နေရဒါပေမဲ့အာတခုခုလိုနေတယ်လို့ခံစားရတာ empty ဖြစ်နေရလို့ခံစားရတာမျိုးလေးတွေဖြစ်တတ်တယ်အဲအဲ့တော့သွားရင်လည်းသွားရင်လည်းဒီစိတ်စားရင်လည်းဒီစိတ်မပျော်ဘူးဆိုတဲ့ဟာမျိုးလေးတော့ဖြစ်တတ်တယ်တဲ့ maybe ခုနပြောတဲ့အာ partner လို့အဲ့ဒီလို့နားတော့မသိဘူးအနားမှာရှိနေတော့မှသူကကိုယ့်အတွက် available မဖြစ်တာမျိုးဖြစ်နိုင်တယ်ပေါ့နော် anyway so ဒါက aries ကြီးအတွက်ရတဲ့ level ဖြစ်တယ် all right taurus ကိုကြည့်ပါမယ် sun rising အကျုံးဝင်မယ် taurus what's gonna be your week our uh, last week energy thank you so much โอเคอืมကိုကန်ချာမှာကိုဖန်တီးရရဲ့တတပတ်ဖြစ်တယ်။တချို့ Torres ကြီးဆိုလို့ရှိလို့ရှိရင်လည်းခီးသွားကျင်နေတာမျိုး၊ရဲဝီခီးသွားကျင်နေတဲ့နိုင်ငံခြားခီးသွားကျင်နေတာမျိုးတို့နော်။အဲဒီလိုမျိုးလေးတွေတွေ့ရတယ်။ချို့ချောလည်းကိုလုံနေတဲ့လုပ်ငန်းကိုင်ကန်းကိုအစ်စ်မြင့်တင်ကျင်တာနော် progress ပေါ့နော်တဟုံနှိုးတိုးတက်ကျင်တာမျိုးတွေရှိတယ်။ဒီတပတ်တာကာလာတို့မှာ Torres တွေအတွက် န်ကကိုယ့်ကိုမျက်နှာသာပေးပြီးတဲ့ကိုလှုပ်ချင်တဲ့ကိစ္စတွေပေါ့နော်ကိုကဆမ်းပြီးတော့လှုပ်ကြည့်မယ်ဒီကိစ္စလေးအစ်တစ်ခုဆမ်းပြီးတော့ငါဖြည့်ရှင်းကြည့်မယ်ဆမ်းပြီးတော့စလှုပ်ကြည့်မယ်ဆိုအဆင်ပြေတတ်တယ်အဲဘသူမှအကူစီရမလို့ကန်ကြမားကိုပဲကိုကပဲဖန်တီးရမှာကိုကပဲဥဆောင်ရမယ်ကိုကပဲလှုပ်ရမယ်ပေါ့နော်အဲ့တော့အစ်စ်စ်လေးတွေဆမ်းပြီးတော့ထွင်ကြည့်ပါလှုပ်ကြည့်ပါ idea တွေထုတ်ကြည့်ပါ အဆင်ပြေတက်တယ်နော်သူကအသေးအစမ်းနေနဲ့အဆင်ပြေမဲ့ရတဲ့တစ်ဖက်ပေါ့နော် Torres ကြီးအတွက်ကကြတော့နော်အဲ့တော့ကန်ဂျမာကိုအတွက် favor ဖြစ်တယ်နောက်တစ်ခုအဲဒီတစ်ဖက်တာကလာသူမှာ Torres ကြီးထီထိုးတာမျိုးတို့ကန်ဆယ်မဲ့နှိုက်တာမျိုးတို့ lucky draw နော်အဲတရားဝင်ပေါ့လေတရားမဝင်တဲ့ gambling တွေပါတော့လို့မပြောဘူးတရားဝင်ထီထိုးတာမျိုးတွေ cancel မဲ့နိုင်တာမျိုးတွေလုံးကြီးပေါ့နော် even you have got a small chance but do you me ပေါ့နော်ကိုအတွက်ကန်က favor ပေးနေရအောင်တွေးရတယ်အဲ့တော့ဆမ်းပြီးတော့လှုပ်ကြည့်ပါတဲ့ဆမ်းပြီးတော့ထီထိုးကြည့်ပေါ့ခါမှမထိုးဘူးဆိုလို့ရှိရင်လေဒီတစ်ပတ်မှာထိုးကြည့်ပေါ့နော် okay so that's my advice for you Taurus wish you all the best next sign gemini ကိုကြည့်မယ်နော် summarizing ကြုံဝင်မယ် gemini what's going to be your week October last week. thank you so much oh my gosh မွန်ဂျမနိုင်းနေ rising gemini နေပါ gemini နေ gemini နေဒီတပတ်တာကာလအတွင်းမှာတော်တော်ကိုကန်ဂျမားကိုဘက်မှာရှိနေရဲ့เนาะ i think moon gemini on gemini rising maybe jupiter เนาะ jupiter jova cancer exaltation ဖြစ်မယ် cancer ရာသီကရကရာသီကိုဖြတ်မယ်နှစ်လတာကြာမယ်ဆိုတဲ့အခါကျတော့ gemini rising နေအတွက် this is transiting into the second house for the Gemini moon that will be the second to your moon sign ဆိုတာနေလချတ်ကိုမြင်တော့မှသိမှာပေါ့နော်လီယောမျက်စိတည်းမှာမြင်နေလို့ပြောပြတာပြောချင်တာဘာလဲဆိုတော့ it's all about the gain financial gain you will get a lot of money ဒီတစ်ပတ်တာကာလအတွင်းမှာ Gemini နေငွေကန်တက်နေတယ်ကိုလှုပ်တဲ့ကိစ္စမှန်သမျှအဆင်ပြေမယ်အောင်မြင်မယ်ကြော်စောမယ်ထင်ရှားမယ်ရုပ်လုံးထွက်ပြရတဲ့အလုပ်တွေဥဆောင်ဥရပြရတဲ့အလုပ်တွေအဆင်ပြေမယ်အဲ့တော့ကိုယ့်ရုပ်ကိုထွက်ပြဖို့ကိုယ့်ရဲ့ voice ကိုခြားပြဖို့ เนาะကိုယ့်ရဲ့ leadership quality ကိုချပြဖို့မကြောက်ပါနဲ့ Gemini နေ Moon Gemini Rising Gemini เนาะအကုန်ပါရဲ့ဆိုတော့ဒါကိုယ့်ရဲ့ week လို့ပြောလို့ရတယ်ပေါ့เนาะ week end လဲတက်နေရဲ့အကူညီအထောက်ပံ့လေးကြီးကိုကပေးရတာမျိုးတစ်ဖက်လူကိုကိုကပြန်ပြီးကူညီပေးရတာမျိုးတွေတောင်မှဖြစ်တတ်ပါတယ်တဲ့ဆို double king နေเนาะ okay ဆိုတော့ Leo at planetary transit ကိုတွားပြီးတော့မြင်တယ် Gemini moon တွေတက်ကိုเนาะတော်တော်လေးကောင်းတယ် Say yeah, I let you. know. okay. <laughs> All right. God bless you, no, Gemini. No? All right. Next sign, Cancer, Gemini, no? or Cancer, it's alarm. October last week, energy. October last week for Cancer. Thank you so much. more energy for cancer. Oh, cancer ရဲ့တော့အလုံးများမယ်တဲ့နော်အလုံးများမယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဥဆောင်ရွယ်ပြူပြီးချကျင်တာမျိုးတွေရှိမယ်စိတ်ထဲမှာအတွေးများနေတာမျိုးတွေရှိမယ်တချို့ကျတော့လှုပ်ချနေတာတွေများနေရဲ့ cancer တွေတွေးရတယ် အဲ့တော့ BCB ပေါ့နော်ဒီတပတ်တာကာလအတွက် cancer ကြီးအလုံများမယ်အလုံများတလောက်ဝင်ငွေလဲတိုးတက်နောက်တစ်ခါကျကိုယ့်ရဲ့စူဆောင်းထားတဲ့ပတ်စံဒီဥစ္စာတွေကိုပြန်ပြန်ကြည့်ပြီးရောစိတ်ကျေနပ်ပြန်ပြန်ပြီးကိုယ့်ကိုယ်ကိုကျေနပ်နေတာပေါ့နော်အဲအဲ့လိုမျိုးလေးဖြစ်တဲ့တဲ့ငါမအိမ်ရပဲလုံးရှိပြီးနေရပဲနှစ်ခုရှိပြီးမ ညီလေးအိမ်ဒီကားတွေမပိုင်သေးဘူးဆိုရင်တော့မှငါဒါလေးတွေဝယ်ဖို့ပတ်စံစုထားတာဗန်ထဲမှာတော့ပတ်စံကဘလောက်ရှိပြီဒါလေးတွေကိုပြင်ပြင်ကြည့်ပြီးတော့ဂျင်းနဲ့ရတာပီတိဖြစ်ရတာသဘောကျရတာမျိုးလေးတွေပေါ့နော် vibe လေးကကောင်းလေးအောင်တွေ့ရတယ်အလုပ်လည်းများမယ်အလုပ်များသလောက်ငွေကြီးအကျိုးမြတ်လည်းဖြစ်ထွန်းလိမ့်မယ်တဲ့เนาะဆက်ကန်ဆယ်ရီအတွက် week ဖြစ်ပါတယ်ဆိုတော့တော်တော်ကောင်းတယ် wish you all the best all right next sign leo ကြီးမယ် summarizing Joey May Leo, what's gonna be your week for October last week? Thank you so much. Mm. Leo retired it, not big it. Yet the better, Galadrama, say, and now she pissy, say, နော်မွန်းချက်စရာကိစ္စတွေနော်အတွေးများနေတာတောကများနေရတာမျိုးတွေရှိမယ်ဆိုဒီတပတ်တာကလာအတွင်းမှာလွတ်မြောက်လိမ့်မယ်တဲ့ထင်မှတ်မထားတဲ့ပျော်ရွှင်မှုထင်မှတ်မထားတဲ့ reward စီစုကြည်လေးတွေနော်ထင်မှတ်မထားတဲ့ကိုဘုတ်ဆို universe ကလာပြီးရပေါ့ကွာပတ်စံဖြစ်ခြင်းဖြစ်မယ်အောင်မြင်မှုကြော်ကြားမှုဖြစ်ခြင်းဖြစ်မယ် that will amuse you ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်စေမဲ့သတင်း စကားကောင်းလေးတွေလည်းဖြစ်နိုင်တယ်ဒါမျိုးတွေလီယိုတွေကြုံရလိမ့်မယ်နော်မလိုလားအပ်တဲ့စိုးရင်ကြောင်းကြပူပန်မှုတွေရှိနေရတွေ့ရတယ်အဲ့ဒီအရာနေလွတ်မြောက်မယ်ဆိုတော့ဒီဒီ news လေးဒီ rewards လေးကကိုယ့်ကိုဆွဲခေါ်မှာလွတ်မြောက်အောင်လုပ်ပြီးမှာတဲ့နော်အဲ့တော့လီယိုတွေပျော့ပျော့နေဖို့လိုအပ်ပါတယ် just enjoy the moment this week ကတော့ကိုကို enjoy ဖြစ်အောင်လုပ်ပေးပါလိမ့်မယ်တဲ့နော်ဆို အတွေ့အထိမလိုအပ်တဲ့အတွေ့အထိမမြားပါနဲ့ကိုယ့်ရဲ့ thoughts ကကိုယ့်ကိုပြန်ပြီးရော entrap လုပ်နေတာကိုပြရတယ်ပေါ့နော် so leo တွေ wish you all the best there will be a very good new for you okay all right virgo ကြည့်မယ်နော်အဲ့တော့ no? virgo summarizing ကြုံမယ် when may what's gonna be your week october last week virgo energy Thank you so much. Valgory မလုတ်ချင်မဲ့ပြီးပြီးလုံနေရတဲ့ကိစ္စလေးရှိရရှိတတ်တယ်ပေါ့နော်နောက်တစ်ခါချို့ကြတော့အိမ်နွမ်းနေတာကိုယ့်ရဲ့မွေးရမြေကိုလွမ်းနေတာကိုယ့်ရဲ့ငယ်ဘဝကိုလွမ်းနေတာငယ်ချစ်ဦးကိုလွမ်းနေတာအတိတ်က connection စီကိုလွမ်းနေတာမျိုးတွေရှိတတ်တယ်တဲ့နော် အာ memories လေးတွေပြန်တူးဆွပြီးတော့ဖြတ်တန်းပြင်မယ်။ခါကြလုံးချင်ကန်ကြီးစိတ်တွေပျောက်တာမျိုးတွေဖြစ်တတ်တယ်။သို့တော့ဒီတပတ်တာကာလအတွင်းမှာကိုဥဆောင်ပြီးဖြည့်ရှင်းရမယ့်ကိစ္စမျိုးလေးတွေကိုဥဆောင်ပြီးဖြည့်ရှင်းဖို့တာဝန်ပေးခြင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်။နော်။ဆိုတဲ့အခါကျတော့ don't lose confidence don't lose heart ပေါ့နော်။ဆိုတော့ကန်ကြမာကိုရဲ့ confidence ကိုစမ်းသပ်မရတဲ့တပတ်ဖြစ်တယ်။အဲ့လို PPTT အမ်လုံးချင်ကန်ကြီးနော်အီလေးလေးအီဘယ်လိုပြောအီလေးလေးကြီးပေါ့နော်။ အီလေးဆွဲပြီးလုံနေရနေရတဆင့်မိမိရဲ့ confidence ကိုပြန်ရနိုင်တဲ့ရတဲ့တပတ်ဖြစ်တယ်ပေါ့နော်ဒါ universe ကကိုယ့်ကို push လုပ်ပါလိမ့်မယ် okay ဆိုလျူထင်ပါတယ် valgoria အတိတ်ကိုပြန်တတိယလွမ်းဆွေးပြီးတော့ခါကျတော့စိတ်မပါတာမျိုးလေးတွေဖြစ်တဲ့အလုံးလုံးတဲ့အချိန်ပါနော် okay that's gonna be a week for valgo all right good luck all right like next sign you're a libra ကိုကြည့်မှာနော် Libra, what's gonna be your week? October 25th to 31st. Okay. <clears throat> Excuse me. <coughs> Sorry. Libra, one more card. Libra, you got a little meow me. A ဒါပေမဲ့အလုပ်ထဲမှာပဲခေါင်းပုံဖြတ်တာမတရားခံရတာမျိုးကြီးရှိမယ် something or some energy no it's so unfair for you you want to fight back but you can't fight back လုပ်ချင်ပေမဲ့ကိုယ်အခွင့်မတာဘူးတဲ့နော် library တဲ့ secrecy များနေတက်ပါတယ်တဲ့နော် secrecy များနေတက်တယ်ကိုယ်စိတ်ထဲမှာအာဒီလူကိုမပြုံးချင်မပြုံးပြလိုက်ရတယ်မပြောပြချင်မပြောပြလိုက်ရတယ်အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော် library เนาะဆိုတော့ အလုံးနဲ့ပတ်သက်ရင်လုပ်ငန်းကံကံတွေဆောင်ရွက်တဲ့နေရာမှာအရန်ကြီးတော့ nice ဖြစ်လို့မကောင်းဘူးစိတ်ပုတ်ခိုင်းတာတော့မဟုတ်ဘူး Libra အရန် nice ဖြစ်လို့ရင်ကြောသွားလိမ့်မယ်ကိုယ်ကြောကျင့်နေတဲ့သူတွေနောက်တစ်ခွက်ကျတော့ကိုယ်မတရားကောင်းမှုဖြစ်ပြီးခိုင်းကျင့်နေတဲ့သူမျိုးတွေဒါဝင်းချမ်းဆိုရင်ပေါ့နော်ကိုမိုင်လို့ဆိုလဲကိုယ်ကြောကျင့်နေတဲ့အဲ့လိုမျိုးရှိတတ်တယ်ဆိုကိုယ့်လူကိုပဲအေးစစ်စစ်လုပ်ပါ နော်အလုတ်ကတော့တော့နေသူများနေမယ်တော့နေသူနော် on the flow ပေါ့နော် ဖြစ်နေမယ်ပေါ့လေ ဒါပေမဲ့အဲ့လိုစိတ်အနှောက်အယှက်ဖြစ်ရတဲ့ကိစ္စတွေတော့အဲလာဖို့ရှိရဲ October last week မှာเนาะကြည့်ရတာ Libra season အထွက်မို့လို့လာတော့မသိဘူးเนาะ Okay Libra wish you all the best All right Scorpio ကြည့်မယ်เนาะဒီတို့ summarizing အကြောင်းဝင်မယ် what's gonna be your last week energy for Scorpio Thank you so much. One more energy, please, for စိတ်မြန်လက်မြန်ရှိနေတဲ့စကော်ပီယိုတွေ့ရတယ်။စိတ်ဆက်လွယ်ဒေါသထွက်လွယ်တဲ့စကော်ပီယိုလေးတွေတွေ့ရတယ်။ကိုဖြစ်ချင်တာကိုလှုပ်ချင်တာမလုပ်ရတဲ့အချိန်မှာ စိတ်ပြက်လက်ပြက်ဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်။ဒါပေမဲ့ကိုလုံးနေရဲ့အလုပ်ပေါ်မှာတော့အရန်ကို passionate ဖြစ်တယ်၊ဝါသနာလည်းပါတယ်။ပျော်လဲပျော်တယ်။အဓိကကတော့ကိုက role တစ်ခုရနေတော့အဆင်ပြေလိမ့်မယ်စကော်ပီယိုတွေ။ကို title တစ်ခု role တစ်ခုမှာအလုပ်လုပ်နေရတယ်။အဲ ဆိုလို့ရှိရင်တော့ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရရဲဆိုလို့ရှိရင်တော့ဒီတပတ်တာကာလအတွင်းက PPTT leave နဲ့ပဲပေါ့နော်အဆင်ပြေသွားမဲ့သဘောရှိရဲအဲအရန်ကိုစိတ်မြန်နေတတ်တယ်နောက်တစ်ခုကကြာနေလေးဒေါသထွက်လွှဲတာမျိုးလေးဖြစ်တတ်တယ်အဲအဓိကကကိုယ် emotional comfort ပေးမဲ့လူပေါ့နော် စိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေဖြစ်လာလို့ရှိကိုယ်စကားကိုနားထောင်ပေးမဲ့လူကိုယ်နှိမ့်သိမ့်ပေးမဲ့သူမျိုးလိုအပ်နေတာအဓိကအဲ့ဒါကိုမျှော်လင့်နေတာ Scorpio တွေကမရဘူးပေါ့နော် there's empty cups မကြည့်လိုက်လို့ရှိခွက်ထဲမှာဘာမှမရှိတော့ပြောချင်တာဘာပြောချင်တာဘာလဲဆိုတော့ငါလိုချင်တာဒါမှမဟုတ်ဘူးငါလိုချင်တာဒါအဲငါလိုချင်တာအချစ်ငါလိုချင်တာမြစ်တာငါလိုချင်တာဒီပစ္စည်းဥစ္စာတွေမဟုတ်ငါလိုချင်တာလာဘူးဘူးမဟုတ်ဘူးเนาะအယုံမဟုတ်ဘူးဖုန်းမဟုတ်ဘူး yes definitely that's a scorpio energy เนาะ နောက်ဆုံးတော့လေကိုကနေကူပဲโอเคငါလာပူပူလို့ခြင်းငါဘာငါပဲထွက်ဝဲလိုက်တော့မယ်ငါ iPhone လို့ခြင်းနဲ့ငါဘာငါပဲလှုပ်ချလိုက်တော့မယ်ကွာဆိုတော့ energy မျိုးကိုရတယ် Scorpio တွေအတွက်ကเนาะအဲ့တော့တော့ပါပြီနင်တို့အာမကူတော့နင်အာမကူတော့เนาะချစ်တယ်ဆိုတာလက်ကားပဲငါဘာငါပဲခြတော့မယ်ဆိုတော့ energy မျိုးလေးကြီးစိုးနေရယ် Scorpio တွေ last week ကတော့เนาะ Okay ဆက်စိတ်ကလေးကိုရှော့ပါ wish you all the best All right Next sign, you're a Sagittarius Kojime. What's gonna be your last week of October energy? 25th to 31st for a Sagittarius I'm rising. Thank you so much. Thank you so much. Sagittarius, the chicken gown, yeah, go DM now. ိုကိုနားမှာအလုပ်လုပ်ချင်တော့ကိုချစ်လို့အဲအဲ့လိုမျိုးကိုတချို့ချာ even ကို propose လာလုပ်တဲ့သူမျိုးတွေတွေ့ရတတ်တယ်နော်တွေ့ရတတ်တယ်အဲဒါပေမဲ့ Sagittarius စီမှာအတိတ်ကကိုဖြည့်ရှင်းရမယ့်ကိစ္စမျိုးတွေအခြေအနေပတ်သက်ပြီးမပြေမလည်ဖြစ်နေရမျိုးတွေဂျန်နေအောင်မအကျွင်းဂျန်နေရှိမယ်စိတ်ထဲမှာရှင်းလင်းလင်းမဖြစ်သေးဘူးအဲ့တော့ချေမိုးနေတာပေါ့ကွာကိုကိုလာပြီးတော့ချင်းကတ်တဲ့သူဆိုလဲလွယ်လွယ်နဲ့လက်မခံဘူးตัวเนาะငါမကြိုက်ဘူး ငါမချစ်သေးဘူးအဲ့လိုမျိုးကြံကြံထုတ်နေရပါဘူး။အဲ့တော့ more than one lock ဖြစ်နိုင်တယ် more than one connections ဖြစ်နိုင်တယ်။တချို့ကျတော့လေအချစ်မဟုတ်ဘူး။လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်နဲ့အလုပ်တူတွဲလုပ်ချင်လို့လာပြီးတော့စိတ်ဆက်တာကမ်းလှမ်းတာမျိုးကြုံမယ်။ဒါပေမဲ့ strategy ရဲ့လေကိုခံစားဘူးဆိုဖြစ်အောင်မသိဘူး။အရင်ဈေးတွက်တွက်နေလိမ့်မယ် okay ။နင်ကျိုးစီဘဘလောက်ရမှာမို့လို့လဲငါငါဘလောက်ရမှာလဲငါ့ကိုနေရဘလောက်ပေးမှာမို့လို့လဲအဲ something like that ။အဲအဲ့လိုမျိုး fair and square ဖြစ်တဲ့ connection မျိုးဖဲနဲ့ square ဖြစ်တဲ့စိစက်မှုမျိုးကြမှာပဲ sagittarius ကလက်ခံဖြစ်ပါလိမ့်မယ်တဲ့အဲ့တော့ခြေမိုးကလေးဆိုးမဲ့ sagittarius အတွက် last week ဖြစ်လိမ့်မယ်နော် okay all right capricorn ကိုကြည့်မယ် sun moon rising capricorn what's going to be your last week energy for capricorn sun moon rising Thank you so much. One more card for Capricorn. Mm. လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုလုံးလုံးနေရဲ့ပတ်သက်ချိုးချော်ပညာနဲ့ပတ်သက်တာနိုင်ငံခြားထွက်တာနဲ့ပတ်သက်တာမျိုးတွေနဲ့ဆက်ဆက်ပြီးတော့တဲ့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကူအညီရဖို့ရှိပါတယ်တဲ့နော် Capricorn နေအိုးအိမ်ဖူလုံမှုမိသားစုဖူလုံမှုအိုးပိုင်အိမ်ပိုင်ရကျင်တာမျိုးတွေချိုးချော်ကလည်း single ဆိုလို့ရှိရင်လည်းလက်ထပ်ပြင်ဆင်နေရဲ့စူးစမ်းနေတယ်နော် အဲအဲ့လိုကိစ္စမျိုးလေးတွေအတွက်ကိုစိတ်ထဲမှာမျော်လင့်နေတယ်မျော်တင်လင်းလင်းဖြစ်နေတယ်မျော်လင့်ချက်တီးကြီးစိုးနေတယ်เนาะအဲ့လိုမျိုးလေးလုံလုံကျုံကျုံ safety ဖြစ်တဲ့ life တစ်ခု family life တစ်ခုကိုပို့ပြီးတော့ဒီထက်ပို့ပြီးတိဆောက်ခြင်းနဲ့ဖူလုံခြင်းနဲ့ပေါ့เนาะအဲ့တော့အလုံးနဲ့ဆက်ဆက်ပြီးတော့အခုညဒါဒီအိမ်မက်တွေဖြစ်ဖို့အတွက်ကိုအကူအညီပေးမဲ့သူမျိုးပေါ်လာတတ်တယ် နော်မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတာမျိုးတွေဖြစ်တတ်တယ်။ပြန်တွေ့လို့ရှိလို့ရှိရင်လည်းအကူအညီတောင်းလို့ရရင်တောင်းကြည့်ပါ။ငွေကြေးချီးရမယ်လို့ငွေကြေးကူညီတောင်းရမယ်လို့ဆိုလိုတာမဟုတ်ဘူး။ဒီခါကျတော့ခုမှလမ်းပိတ်နေရလမ်းပြောင်းနေရ block ဖြစ်နေရမျိုးရှိရဆိုလို့ရှိရင် even အကြံဉာဏ်ကောင်းလေးတွေသူကပေးနိုင်တယ်တဲ့နော်။စသိတ်ကောင်းတဲ့ blessing week ပေါ့နော်။အလုံးနဲ့ပတ်သက်လို့ရှိရင်တင်းကြီးခံပြီးလှုပ်ပါအရာရာအဆင်ပြေတတ်တယ်အောင်မြင်တတ်တယ်။ even နိုင်ငံခြားနဲ့ဆက်ဆက်တဲ့ကံတွေတောင်ပွင့်သွားတတ်ပါတယ်တဲ့နော်။ ဆိုတော့ okay ဥမာထားပါတော့ last week မှာ gathering တွေလုပ်မယ်လို့เนาะចောင်းသားဟောင်းတွေပြန်တွေ့ဆုံမယ်လို့အဲ့လိုပွဲတွေဆိုရင်မရှောင်နဲ့ကိုကဝင်ပြီးဥဆောင်ပြီးတော့ဒါသွားပါ gathering လုပ်ပါကိုအတွက်အကျိုးထူးလိမ့်မယ်เนาะ set capricorn ကြီး good luck ပါเนาะ all right next sign aquarius ကိုကြည့်မယ် summarizing အကျိုးဝင်မယ်ပေါ့เนาะ aquarius what's going to be your last week energy Aquarius, Aquarius. Thank you. Aquarius ဒီထွတ်ကြုံကြတဲ့ပုဂ္ဂလုံမာဖြစ် Sorry. ကောင်းနေမှာအဲ့ဒါကြီးကိုဘာလို့ရောက်လာလဲမသိဘူးထွတ်ကြုံကြတဲ့တို့လို့တန်လန်ဖြစ်နေရဲ့ ခရီးရစီတဲ့လုပ်ငန်းကိုင်ကန်းကြီးရဲ့ရှေ့လဲမရအောင်နောက်လဲဆုပ်လို့မရအဲ့လိုတိုးလို့တန်လန့်ဖြစ်နေရဲ့ဘဝက progress လည်းမရှိဘူးကြာသွားသလားဆိုလည်းမကြာသွားဘူးတချို့ကြတော့ငွေကြီးကြီးနဲ့ကိုယ့်အနေကိုမလောက်ငါတာတိုင်ပတ်နေရတချို့ကြတော့လည်းကျမ်းမာရေးအားနေတာ strong မဖြစ်တာမျိုးပေါ့နော်ဒါပေမဲ့ပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်ဒီကိုခံစားတာပြန်ပြီးတော့ကျမ်းမာရေးမကောင်းဘူးချူချနေရဆိုဒီတပတ်တာကလာတော့ပြန်ပြီးတော့ကျမ်းမာတန်ဆွမ်းလာလိမ့်မယ်ငွေကြီးအခက်အခဲဖြစ်နေရဆိုလို့ရှိလို့ရှိရင်လည်း ဒီအခက်ခဲကြတဲ့ဒီအခက်ခဲကိုဘယ်လိုပြန်ပြီးတော့ယုံထွက်မလဲဆိုရယ် confidence เนาะအဲ safe with power ကြီးပြန်ပြီးတော့အားကောင်းလာမစကုနာချွတ်ချုံကြနေရဲ့ဘဝကနေလုံးဝပြောင်းသွားလိမ့်မယ်เนาะအဲ maybe you might get some motivation အဲ့ချွတ်ချော်လဲ motivation လိုအပ်နေရဲ့ motivation ရလာမျိုးဖြစ်နိုင်တယ်ပေါ့เนาะအဲ့ဒီတိုးလို့တက်လက်ဖြစ်နေရဲ့အခြေအနေတွေကနေယုံထွက်ဖို့အတွက်ကို you'll know what to do oh my gosh ငါလုပ်ဖို့လိုအပ်နေတာဒါပဲဆိုတာကိုသိသွားတာမျိုး okay အမပတ်စံအစင်မပြေဘူးပတ်စံပုံစုံရတယ်ဆိုတော့ energy မျိုးတွေ့ရမှာမဟုတ်ဘူး you know what's what's the exact answer no the problem ရဲ့ solution ကဘာလဲဆိုတာကိုသိသွားတာဒါမျိုးဖြစ်နေမယ် aquarius okay all right အဲ့တော့ချွတ်ကြုံကြဘွားလွတ်မြောက်နိုင်ကြပါစေပေါ့နော် okay aquarius All right. The last sign, Pisces, summarizing. What's going to be your last week energy for October? Ooh. Extra income. ရဖို့စူးစမ်းနေရဲ့ PCC ကျုပ်အလုပ်ထဲမှာဆိုလဲ bonus ရမှာလားငါဘယ်သူကစုချမှာလဲဘယ်တော့ငါ့ကိုစုပေးမှာလဲဆိုပြီးမျော်နေရဲ့ PCC တွေ့ရတယ်။လုပ်ငန်းနှစ်ခုလက်ပတ်နေရတဲ့ PCC ကိုလီကိုတွေ့နေရတယ်။တချို့ကြတော့တဲ့ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို balance လိုက်လုပ်ရတာပေါ့နော်။ဒါမှမဟုတ် PCC ကိုကြည့်ရတာ AC ပဲ။ percent လောက်ဝင်နေဝင်တဲ့အတိုင်းပြန်ပြီးသုံးဆွဲလိုက်ရတယ်။ဒါမှမဟုတ် uh happy spending ဖြစ်တာပေါ့ဝင်လာတဲ့ money flow energy ကလည်း happy money ဖြစ်တယ်ထွက်သွားတဲ့ပတ်စံကလည်း happy spending ဖြစ်တယ်ပေါ့เนาะအဲ့ဒီသဘောမျိုးလေးလေးကိုတွေ့ရတယ် okay ဆိုတော့အကိုရဲ့ဘဝမှာငွေကြေးနဲ့ပတ်သက်တဲ့ money flow တွေ money ပြန်ထွက်သွားတာ cash တွေဝင်နေ cash တွေပြန်ထွက်တယ်ဘယ်လိုနေရာမှာသုံးဆွဲဖြစ်နေရဲအဲအဲ့လိုမျိုး extra income ရှာခြင်းနဲ့ အဲအလုတ်အသေးတစ်ခုအပိုတစ်ခုလှုပ်ချင်နေဆိုရင်တဲ့ဒီတစ်ဖက်တာကာလာအတွင်းမှာဘာအလုတ်ကိုလှုပ်ရမှာလဲဘယ်အချိန်မှာစရမှာလဲဆိုတာကိုသိလာလိမ့်မယ်တချို့ကြတော့ကိုယ်တိုင်ရှာတွေ့တာ တချို့ကြတော့လေဓာရီကို coach လုပ်ပေးမယ် guidance ပေးမယ် mentor တို့ spiritual teacher တို့ even a person လူရိုးရိုးပုံကိုဖြစ်ချင်းဖြစ်မယ် business person ဟုတ်ချင်မှဟုတ်မယ်ကိုယ်စကားလေးတစ်ခုပြောလိုက်တယ်ညံလင်းပွင့်သွားတယ်ဘာလုပ်ရမလဲဆိုတာသိသွားတယ်ဒီလိုမျိုးတွေဖြစ်တတ်တယ် အဲ့ဒါဟာကိုယ့်ရဲ့ဘဝအတွက်ငွေရလမ်းကြောင်းနဲ့ဆက်ဆက်တဲ့ extra income နဲ့ဆက်ဆက်တဲ့ဒီ company corporate job ကနေပေးနေတဲ့ပတ်စံတစ်ခုတည်းမဟုတ်ဘူး another side income တော့ဖြစ်တတ်တယ်အဲ့ဒါမျိုးလေးတွေကိုတွေ့နေရတယ်เนาะဆိုတော့ Pisces ကလည်းမ dream စီတွေ့ရတယ်เนาะအိမ်မက်ရှိတယ်လေသူကလည်းအိမ်မက်တီမှတ်တာပေါ့เนาะဟာဘယ်ချိန်ဖာဖြစ်မလဲဆိုရဲဟာမျိုးဘယ်ချိန်ငါ့ကို reward တီချပေးမလဲဆိုရဲဟာမျိုးပေါ့เนาะအဲ့ဒါနဲ့ပတ်သက်တဲ့အကြံဉာဏ်ပေးမဲ့သူမျိုး ညာအလင်းဖွင့်ပေးမဲ့ energy မျိုးလေးတွေ့ရတယ်။အော်တချို့ကျောင်းကလည်း awakening ရပြီးကိုကိုတိုင်းတည်သွားတာမျိုးဖြစ်နိုင်တယ်နော်။ So I see the nine energy and the two energy this is very awakening energy of your intuition your spirituality okay. All right uh, I wish you all the best. အဲ့တော့ May you get the answer very soon ပေါ့နော်။အဲ့တော့ဖြည့်မြင်ရှာတွေ့ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်။ All right that's it for this week. အော်လီယိုကိုတင်ဆက်ပေးသွားသည် October last week ပေါ့နော်25နေ31အတွက်ကိုလီယိုတင်ဆက်ပေးနေကြ weekly zodiac energy reading မျိုးစားလေးဖြစ်ပါတယ်။အားလုံး enjoy ဖြစ်မယ်။အားလုံးနဲ့ resonate ဖြစ်မယ်လို့လည်းလီယိုယုံကြည်ပါတယ်။ဒီ video clip လေးကိုလီယို YouTube channel လေးမှာ Facebook page မှာပါလီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လီယိုကိုချစ်ကင်နဲ့နှစ်သက်တဲ့ support လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ YouTube channel လေးဖြစ်တဲ့ Soul of Leo Tarot YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့အောင်နော် โอเคလီယိုနဲ့ personal consultation ချေးကြီးရာကိစ္စနဲ့ပတ်သက်ပြီးတော့မေးမြန်းဆွေးနွေးလို့ရတယ်ဆိုလို့ရှိရင်တော့လီယိုစီမှာ Venus package ရှိပါတယ်။အလောက်ကန်ကိစ္စငွေကြေးကိစ္စစီးပွားရေးကိစ္စနိုင်ငံခြားထွက်မဲ့ကိစ္စနဲ့ပတ်သက်ပြီး consultation ယူခြင်းနဲ့ဆိုလို့ရှိရင်တော့လီယိုစီမှာ wealth package ရှိပါတယ်။လီယိုကဒီလို oracle card စီ tarot card စီနဲ့ spiritual နဲ့ပဲ fortune reading လုပ်ပေးတာမဟုတ်ဘူး။နခတာပိဒပညာကိုအသုံးချပြီးမိဘွားရဲ့ blueprint ကိုဖော်ထုတ်ပြီးတယ်မိဘွားရဲ့ဘဝနေထိုင်နည်းလမ်းကြောင်းတွေကို တော့ချက်တီကို unlock လုပ်ပြီးတဲ့ soul mission package ဆိုတာလေးလေးလေးရိုးစီစဉ်ပြီးထားရှိပါတယ် soul mission package ကတော့မွေးဖွားခြင်းအတိအကျသိရှိဖို့လွယ်ပါတယ် waiting time လေးနည်းငယ်ကြာတတ်ပါတယ် leo ဟာ therapist ဖြစ်တဲ့ physician တယောက်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ leo ဟာ psychology နဲ့ပတ်သက်ပြီး counseling therapy လည်းလုပ်ပါတယ် leo နဲ့စိတ်တင်ရာတွေလွတ်ချခြင်းတာပဲဖြစ်ဖြစ်စိတ်တကားပေါက်တီဖွင့်ခြင်းတာပဲဖြစ်ဖြစ်စိတ်ရဲ့အဖြေတွေကိုရှာဖွေခြင်းနဲ့ဆိုလို့ရှိရင် leo စီမှာ counseling thought therapy package တခုဖြစ်တဲ့ anxiety ပဲဒေါက်တာလီယိုဆိုတဲ့ package တခုလည်းလီယိုစီစဉ်ပေးထားပါသေးတယ်။လီယိုနဲ့ personal consultation booking appointment ယူခြင်းနဲ့ဆိုလို့ရှိရင်တော့လီယို Facebook page messenger chat box ကနေစုံစမ်းမိမြန်ပြီးတော့ booking appointment လေးယူလို့ရပါတယ်။လီယိုက spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့စာနဲ့ type ပြက်ပြီး messaging နဲ့ hopefully မရှိပါဘူး audio call consultation video call consultation only ပဲလုပ်ပါတယ်ယနေ့တက်တီ credit အားပေးနေကြတဲ့အမာခံပရိသတ်တီ friends တယောက်ချင်းစီ client တယောက်ချင်းစီ subscriber တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းကိုပြောချင်နေပဲဒီတစ်ပတ်အတွက် video လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်လီယိုတို့နောက်ထပ်တစ်ပတ်ဒီမှာထပ်တွေ့ကြမယ်နော် have a nice day to you all and bye bye take care